အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တာဂိတဝိုင်ဒီတရားရှိတော်ဗျာမြောက်ဘက်ဆောင်တော်မှာပေးတဲ့ဟောလေးတယ်ဆရာထိုင်အောင်ဦးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေကြာသာပရိသတ်သူပြားတို့ရဲ့၆လပိုင်း၁၅ရက်ကနေပြီးတော့၇လပိုင်း၁ရက်နေ့ထိတပတ်တွဲမှာကြုံတွေ့ရမယ်ကကြပါအကောင်စုကိုတေတော့ကဖြစ်တပိတ်ပတ်ပြီးဟောကြားပေးမှာဖြစ်ပါတယ်ကြတာပြေးတာလေးပြီးရောဒီကလာပါအကြီးအကျယ်ကံကောင်းနေတဲ့ကလာလေးဖြစ်ပါတယ်။ဘာပဲလုပ်လို့ ကိုအားကြနေကြတယ်ကိုမြင်တဲ့လူတွေကလည်းကိုချစ်ခင်နေကြတယ်နော်လက်ရှိကာလမှာငွေကြေးရတော့ရုပ်တရက်အကျွေးတင်သွားတဲ့ကာလလည်းဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့တတိထားဖို့လိုပါတယ်တော့မိတ်ဆွေဟောင်းတွေတော့တကယ်ချင်းဟောင်းတွေ လို့ပေါ့ဘိုင်ဘာဟောက်နေတဲ့ပြက်လဲစုံစည်းရမယ့်ကာလလည်းဖြစ်ပါတယ်အဲ့ဒါကောင်းသောစုံစည်းခြင်းလည်းဖြစ်ပါတယ်အဲမိမိတို့ရဲ့မိသားစုအတွင်းမှာတော့ကျွန်တော်တို့ဦးနေပဲထောင်တယောက်တစ်ပေါက်နော်တယောက်တယောက်ကြားထဲမှာကျွန်တော်အစစ်မပြေမှုတွေသဘောထားကွဲလွဲမှုတွေကြုံနေရမယ့်ကာလလည်းဖြစ်ပါတယ်မိခင်ရှိရင်တော့မိခင်ကျမ်းပါရင်ညတ်တဲ့ကာလလည်းဖြစ်ပါတယ် ာသမီးနဲ့ပတ်သက်လို့ကတော့သာသမီးဂျပန်ရေးညက်တပါတယ်အထူးသဖြင့်ဝမ်ယောဂါဖြစ်တဲ့ဂိယူဆိုင်ပဲပါအဒီကလာပါတော့ဂျာတာပိသာသမီတွေကတော့ရန်အန်ဒီယေကျင်းနေတဲ့ကာလလည်းဖြစ်ပါတယ်။ငယ်ရွယ်တဲ့ဂျာတာပိသာသမီတွေကတော့ဒီကလာပါအခြေရေးပါအပြိုင်ဆိုင်ပေါ်ပဲကာလလည်းဖြစ်ပါတယ်။အခြေရေးနဲ့ပတ်သက်ပြီးတော့အနောက်ရှက်တွေအတိုက်ခံလေး လောက်တော့ခံရတယ်။နောက်စစ်သူတွေပတ်သက်ပြီးတော့ကြည်တုံချတာခြားစရာဖြစ်စရာတွေကြုံရမဲ့ကာလလည်းဖြစ်ပါတယ်။အချင်းမှာအတင်းငယ်ကြက်တယ်နော်။နောက်အေတော်ရှင်ပြအနေနဲ့ကတော့အေတော်ဘက်တကူတဲ့ဗဇကရစကားများပဲရပ်ဖြစ်ပဲအတိုက်ခံနေအဲ့ဒါဗဇကရကြုံရမဲ့ကာလလည်းဖြစ်ပါတယ်။ကြမ်းပါရည်ဒီတဲ့ကတော့အာဟုကျော်အားလေးတဲ့ ဂရုစိုက်ပါပညာရေးကိစ္စဘာသာရေးကိစ္စအထည်တန်ကိစ္စတွေကတော့အထူးကောင်းဖို့နေတဲ့ကာလလည်းဖြစ်ပါတယ်အဲတော့ကျောင်းဝင်ခွင့်လျှောက်ထားတာပဲဖြစ်ဖြစ်သင်တန်းတက်ဖို့ကိစ္စပဲဖြစ်ဖြစ်ပေါ့နော်အဲဒါတွေအားလုံးအစီအပြေသွားလိမ့်မယ်ဘာသာရေးဆိုရင်လည်းအလူတန်းလုပ်ပဲဆိုရင်လည်းကိစ္စတွေလူတန်းဖြစ်သွားပါလိမ့်မယ်နော်ပြီးတော့အထည်တန်ဆိုရင်လည်းကျွန်တော်တို့အောင်ပြီမဲ့ကာလလည်းဖြစ်ပါတယ် အလုတ်ကန်တဲ့ပတ်သက်လာရင်တော့အလုတ်ထဲပါလည်းပဲကုန်တရတွေတိုးတက်ပဲကြီးကဲသူတွေအကူကြီးပါစားဖို့ရပဲနောက်ပြီးတော့အောက်လက်ငယ်သားတွေရဲ့တော့ကိုယ်ကူကြီးတာတော့အဲ့လိုမျိုးတွေလည်းရပဲကာလာလည်းဖြစ်ပါတယ်အဲ့တော့ဒီကာလာဟာအလုတ်ကန်တဲ့ပတ်သက်လာရင်ကန္တရပြတ္တာပေးနေတဲ့ကာလာလည်းဖြစ်ပါတယ်ဝဂျိလလာပန်တဲ့ပတ်သက်လာရင်တော့ဒီကာလမှာတော့ကိုယ်ရပဲကိုယ်တွေ အဲဘယ်ရပဲထိကောသွားတဲ့ဝေးကြီးတဲ့ပတ်သက်ပြီးတော့အဆင်မပြေဘူးဝေးကြီးတဲ့ပတ်သက်ပြီးတော့ရပစ်တာစကားပြတာလေးတွေကြုံရတတ်ပါလေဒီကြီးကာလာလေးမှာတော့ဝေးကြီးအဆင်မပြေတဲ့ကာလာလေးဖြစ်နေပါတယ်အဲတော့အခုလိုဟောတဲ့တပါရက်တာလေးတွေပါတဲ့အတွက်အဲ့ဒီအကြက်လေးပြီးတော့သွားဖို့အတွက်ကိုကျွန်တော်တို့စိတ်ဝေဒနာရှင်တော့တဦးတယောက်ဟာကျွန်တော်တို့အာလူးကျော်အဒါလာပြုပေးပါကျွေးပေးပါပါတော့အဲ့လိုလုပ်လိုက်မယ်ဆိုရင်တော့ကိုယ်ပါခက်ခဲနေတဲ့ခက်ခဲတွေပြပြပြီးတော့ကောင်းကျိုးချက်တာပြရရှိတော့မှာဖြစ်ပါတယ်ခင်ဗျာ